မင်္ဂလာပါရှင်ရှန်ရဲကွန်မီဒီယာကကြိုဆိုပါရစေမိုင်းတုံနိုင် မိုင်းခန်နေစံနဲ့တောင်းတန်းသာသနာပြုဆရာတော်ဦးသူရိယာအားဝိထုငွေဆက်ကလူတန်းတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်ရှိမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးနဲ့မိုင်းခန်ကျေးရွာသူကျေးရွာသားများစုပေါင်း၍မိုင်းခန်နေစံနဲ့တောင်းတန်းသာသနာပြုဆရာတော်ဦးသူရိယာထံ၌ဝိထုငွေများဆက်ကလူတန်းခဲ့ကြောင်းသိရပါဗျ။ရင်းတို့လူတန်းရခြင်းမှာမိုင်းခန်နေစံနဲ့တောင်းတန်းသာသနာပြုဆရာတော်ဦးသူရိယာသည်ရှမ်းပြည်နယ်ဆိုရဖွဲ့မှ စက္ကန့်မြင့်တတ္တမဇောဒီကပွဲတစ်စိတ်ကို လက်ခံရယူရန် ခရီးသွားရောက်ရမည်ဖြစ်သည့်အတွက် ခရီးတွင်အစဉ်ပြေစွာသွားရောက်နိုင်ရန်ရည်ရွယ်၍မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးမှဝိထုငွေ2300နဲ့မိုင်းကန်ကြေးရသူကြေးရသားများမှချက်5သိန်းစုစုပေါင်းခနသိန်း2000ကျပ်တိတိကိုဆရာတော်ဦးသေးရီယာထံဆက်ကလူတန်းခဲ့ကြောင်းသိရှိရပါရဲ့ရှင်။